ဒူရန်တင်ပါကောက်ကြောင်းသို့မဟုတ် ACA ဒဏ်ရာကနေရုံးထွက်လာသူနေဂါလန်နိုင်ငံရဲ့လမ်းမတနေရာပေါ်မှာဘောလုံးလေးတစ်လုံးနဲ့လူငယ်လေးတစ်ယောက်ပြေးလွှားဆော့ကစားနေခဲ့တယ်။သူ့ရဲ့နာမည်ကဂျူလီယန်တင်ပါဂျူလီယန်ရဲ့မျက်လုံးတွေထဲမှာဥရောပဘောလုံးကဘာကြီးစီတက်လန်းမှုချင်းရွယ်ပိုင်းဖြတ်ထားတဲ့မျော်လင့်ချက်ရောင်ကြီးတွေရှက်တန်းနေခဲ့တယ်။ဂျက်ကွက်ထဲကကလေးတွေနဲ့အတူညတစ်ကောင်အထိဘောလုံးကစားလေးရှိပြီး ဘောလုံးကစားနေရရင်ထမင်းမေဟင်းမေဆိုတာဂျူရန်တင်ပါလို့ကောင်လေးတွေကိုကြီးညွှန်းတာပဲဖြစ်ရမယ်။သူ့ရဲ့ခြေစွမ်းကလည်းငယ်စဉ်အခါကတည်းကထူးခြားကောင်းမွန်နေခဲ့ပါတယ်။ဂျူရန်ရဲ့အသက်၈နှစ်အရွယ်မှာပြင်နုရဲ့လူငယ်အကယ်ဒမီရဲ့အာယုံဆိုင်မှုကိုရရှိခဲ့ပါတယ်။ပြင်နုရဲ့လူငယ်အကယ်ဒမီမှာဂျူရန်ဟာသူ့ရဲ့အရေးချင်းတွေကိုပို့ပြီးထက်မြောက်အောင်လုပ်နိုင်ခဲ့ပါတယ်။ သူ့အတက်၁၄နှစ်မှာတော့နမကျော်အေဂျက်အတင်းကြီးရဲ့တော်ကောက်ချင်းကိုခံခဲ့ရပြီးအေဂျက်လူငယ်အကယ်ဒမီမှာဘောလုံးနဲ့ပတ်သက်တဲ့ပညာနို့ရည်တွေကိုအပြည့်အဝတောက်သုံးခွင့်ရခဲ့တယ်။သူကခန်းစစ်ပိုင်းမှာအမခန်းစွမ်းရည်တွေပြသနိုင်ခဲ့ပြီးဘောလုံးကိုလွယ်တကူထိန်းချုပ်နိုင်စွာတိကျတဲ့ပေးပို့မှုတွေနဲ့ပွဲကစားနေခြင်းအသွင်မှာလည်းပွဲဖတ်သက်တဲ့ကစားဟန်တွေကြောင့်နာမည်ကြီးလာခဲ့ပါတယ်။အေဂျက်ရဲ့ပထမအတင်းမှာပါဝင်ရတဲ့အချိန်မှာ ဂျူရင်ဟာသူ့ရဲ့အလားအလာတွေကိုအပြည့်အဝပြသနိုင်ခဲ့တယ်။သူ့ရဲ့တင်ကျိန်တဲ့ကစားဟန်ခါစပိုင်းနဲ့တိုက်စစ်လိုက်ပါနိုင်မှုစွမ်းရည်တွေဟာသူ့ရဲ့အထင်ကရအရေးချင်းတွေဖြစ်လာခဲ့ပါတယ်။အေဂျက်အတင်းကိုအောင်မြင်မှုတွေရရှိစေခဲ့တယ်။နယ်သာလန်လိမချန်ပီယံဆုတွေရရှိခဲ့ပြီးယောပပြိုင်ပွဲတွေမှာလည်းထူးကျွန်တဲ့ဆန်းဆန်းဆောင်ရည်တွေကိုပြသခဲ့ပါတယ်။ဒါကြောင့်မဲ့ဂျူရန်တင်ပါဟာဥရောပထိပ်တန်းအသင်းတွေရဲ့အာယုံဆိုင်မှုကိုရရှိခဲ့ပါတယ် 2023-2024ဘောလုံးရာသီမှာတော့အာဆနယ်အသင်းရဲ့နေရမီခင်းအာတီတာဟာယူရန်ရဲ့အကြီးချင်းတွေကိုအထူးတဘောကြားခဲ့ပြီးအာဆနယ်ရဲ့ခံစစ်ပိုင်းကိုအားဖြည့်ဖို့အတွက်ယူရန်တင်မကိုယူရို35တန်းနဲ့ခေါ်ယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။အာဆနယ်တင်းကိုရောက်ရောက်ချင်းမှာယူရန်ဟာတံမကောင်းကြီးစွာနဲ့ပဲ ACL ဒဏ်ရာရခဲ့ရှာတယ်။2023-2024ဘောလုံးရာသီရဲ့ပထမဆုံးပွဲစဉ်ဖြစ်တဲ့ နော်တရာဖောရန်ရဲ့ပွဲမှာရခဲ့တာဖြစ်ပြီးတရာဒီလုံးအနားယူခဲ့ရပါတယ်။ဒီနေရာမှာကျွန်တော်ဖြတ်လို့ပြောချင်တာက ACA ဒန်ယာဆိုတာကစားသမားတိုင်းအတွက်အိမ်မက်ဆိုးပါပဲ။ဒီလိုနဲ့ပဲ ACA အိမ်မက်ဆိုးကိုအကောင်းဆုံးသွန်းလှန်နိုင်ခဲ့ပြီးအခုဆိုရင်အာဆင်နယ်ပရိသတ်တွေရဲ့အချစ်တော်ဖြစ်လာခဲ့ပါပြီ။သူ့ရဲ့တင်းငိမ့်တဲ့ကစားဟန်နဲ့ခါစပိုင်းနဲ့တိုက်စစ်လိုက်ပါမှုဆိုင်ရာဆွမ်းဆောင်ရည်တွေဟာအာဆင်နယ်ရဲ့နောက်တန်းနဲ့တိုက်စစ်ကို ပုံမိုအားကောင်းစေခဲ့ပါတယ်အခုဆိုရင်ဒီရာလီပရီးမီးယားလိမှာအာဆနယ်အတွက်25ပွဲထိပွဲထွက်ကစားနိုင်ခဲ့ပြီးချန်ပီယံလိမှာလည်း6ပွဲထိပွဲထွက်ကစားထားပါတယ်တကယ်ကိုပဲအာဆီယံထိထားတဲ့ကစားသမားလို့မထင်ရတော့အောင်သူ့ရဲ့ကြံ့ခိုင်မှုကကောင်းမွန်နေတာဖြစ်ပါတယ်သူကိုယ်တိုင်ကလည်းကျွန်တော်အာဆီယံထိထားတဲ့သူကအရင်ကထက်ပုံမိုတန်မာလာတယ်တောင်ထင်တယ်လို့ဖွင့်ဟခဲ့ပူပါတယ် ာဆနယ်နဲ့ဒူပထမအဦးဆုံးပွဲထွက်ကစားတဲ့ပွဲမှာကံမကောင်းစွာနဲ့ ACL တန်းရရရှိခဲ့ပေမဲ့ဂျူရန်ဟာဘတော့မှအရှုံးမပေးဘူးဆိုတဲ့ဆောင်းဘုတ်ကိုအပြောနဲ့တည်းမဟုတ်ပဲအလုံးနဲ့တက်တည်ပြခဲ့သူဖြစ်ပါတယ်။သူဟာဒန်ယန်ကနေပြန်လဲတက်တာလာဖို့အတွက်အချိန်အတော်ကြာစ조사လေ့ကျင့်ခဲ့ရရှာတယ်။သူရဲ့စိတ်ဓာတ်ကြန့်ခိုင်မှုနဲ့조사အားထုတ်မှုတွေဟာပရိသတ်တွေကိုအထင်ကြီးစေခဲ့တယ်လို့အံ့အားလဲတင့်စေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ဂျူရန်ဟာကွန်းထဲကိုပြန်လာနိုင်ခဲ့ပြီးအာဆင်နယ်ရဲ့အဓိကကစားသမားအာဆင်နယ်ရဲ့ကြောက်ဆောင်အာဆင်နယ်မှာအထူးခြေစွမ်းပြနေတဲ့မရှိမဖြစ်ကစားသမားတစ်ယောက်အဖြစ် နေရာယူနိုင်ခဲ့ပါပြီဂျူရန်တင်မာဟာအာဆင်နယ်နဲ့တူအောင်မြင်မှုတွေရရှိဖို့အတွက် အိမ်မက်တွေမက်နေစေပါ သူဟာဘတော်မှအရှုံးမပေးခြင်းဆိုတဲ့ဆောင်းဘုတ်ကို dictionary စာအုပ်ထဲကနေလက်တွေ့ဘဝတဲ့တို့ဆွဲထုတ်ပြသနိုင်ခဲ့သူ ဖြစ်ပါတယ်။မင်းမာကျောလာတဲ့ timely စိတ်သက်ကိုတော့ငါတို့အတိအမှတ်မပြုတ်ပဲမနေနိုင်ပါဘူး။အတုမယူပဲမနေနိုင်ပါဘူး။ဂျူရီယန်တင်ပါရေးဂျေဒူချက်